မင်္ဂလာပါရှင်။စာချုပ် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာချုပ်ကအာကျမဒီဒီနေ့တော့ဗောနော်ကျမစူးစမ်းပန်းစားနဲ့ အဲနားလဲအောင်စူးစမ်းပြီးတော့ဖတ်ထားရတယ်စာအုပ်လေးတအုပ်ရဲ့အညွန်အကြောင်းပြပြပေးခြင်းပါတယ်ရှင်အဲ့ဒီစာအုပ်လေးကတော့ဆရာကြီးပါရဂူပေါ့နော်ဘာသာပြန်ရေးသားထားတယ်ဒီဗုဒ္ဓအဘိဓမ္မာနဲ့မက်အဘိဓမ္မာပေါ့နော်စာအုပ်လေးပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်မှာဆိုလို့ရှင်စာမျက်နှာ398မျက်နှာပါဝင်ပြီးတော့မှလင်းလွန်ခင်စာပေတိုက်ကနေပြီးတော့ပထမအကြိမ်ထုတ်ဝေထားခြင်းဖြစ်ပါတယ်ရှင်အာမျက်နှာဖုံးဒီဇိုင်းကတော့ဆရာကျော်မင်းမောင်ဖြစ်ပါတယ်ရှင်ဒီလိုလေးပေါ့နော်မျက်နှာ င်းလေးကကြတော့ဒီစာအုပ်ကကြတော့လေးတော့လုံးချင်းပုံစံတော့မဟုတ်ဘူးပေါ့နော်အဲဒါဒီစောင်းပါလိုမျိုးပေါ့နော်စာတန်းလိုမျိုးလေးတွေပေါ့စာတန်းအတူလေးနေပို့တူတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကသုံးပုတ်ပါတယ်ပေါ့အဲ့လိုလေးကိုဒီ ဗုဒ္ဓအဘိဓမ္မာနဲ့မတ်အဘိဓမ္မာဆိုတဲ့အကြောင်းရယ်နောက်တစ်ခုကကျတော့ဘိက္ခုအာနန္ဒာကောတန်လာယနာရယ်ဗုဒ္ဓဘာသာနဲ့မက်ကွာလာဆိုတဲ့တပုတ်ရယ်နောက်တစ်ခုကကျတော့ယာဟုလာတန်ကိစီရယ်ကွန်မြူနီဝါဒါဒါလည်းအဘဲကြောင့်ဆိုတဲ့ဒီ တပုတ်ရေပေါ့နော်အဲ့ဒါသုံးပုတ်ရေနောက်ဆုံးပေါ့နော်ဒီဗုဒ္ဓဘာသာနဲ့ social လေးဘာသာဆိုတဲ့အပိုင်းမှာကြတော့ပညာရှင်ငါဦးရေပေါ့နော်စောင်းပါငါပုတ်ကိုဆရာရရနေတချို့ကြလည်းအင်္ဂလိပ်ကနေဘာသာပြန်တာဟာနောက်တချို့ကြလည်းဒီဟိန်းဟိန္ဒီပေါ့နော်ဟိန္ဒူဘာသာနေပြီးတော့မှဒါတိုက်ရိုက်ဘာသာပြန်တာများသောအားဖြင့်တော့အဲဒီအကောင်လုံးကတော့ဒါဟိန္ဒူဟိန္ဒီကနေပြီးတော့မှအာဒါဘာသာပြန်တာပေါ့နော်ဆရာရရထုံးစံအတိုင်းပေါ့အာဒီစောင်းကိုဖတ်ကျွန်မတ ့ကြာခဲ့တယ်ပေါ့နော်ကြာခဲ့တယ်ဆိုတော့ကျမလည်းတိတ်ပြီးတော့နားမလဲတဲ့ခါကျတော့ရက်လိုက်ပြန်ဖတ်လိုက်နေကြားထဲမှာလည်းအခြားဆောင်တွေလည်းရှောက်ဖတ်ပေါ့နော်အဲ့လိုနဲ့တဖြည်းဖြည်းချင်းနဲ့လုံးဝအေးအေးစေးဖြစ်တဲ့အချိန်မှာမှဖတ်ခဲ့ရတယ်စာအုပ်ဆိုပေမဲ့လည်းတစ်ခုလက်တီးကိုတချို့ဟိုအကြောင်းအရာတွေကိုတိတ်ပြီးတော့မှအတိပဲမပေါက်ခဲ့တာတွေလည်းရှိတယ်ပေါ့နော်အာသူကကြောက်ကျမအနေနဲ့ပထမဆုံးစိတ်နောက်ဆက်ဖြစ်တာပါလဲဆိုတော့ဒါကျမဒါအဟောင်းဝယ်ထားတာဘာလို့အဲကြောင့်ဒီဒီလိုမျိုးစာအုပ်ကဒီပထမဆုံး ဆက်ဆချင်းစာမျက်နှာတွေပါဘောနော်စာမျက်နှာ80ကျော်လောက်အထိကိုသွားဒီလိုလေးခောက်နေပါဘောနော်ခောက်နေတဲ့အခါကျတော့ဖတ်ရတာအစောရမှတိတ်ကနားမလည်ပါဘူးဆိုတော့မှဒီဖောက်တာကြီးကလည်းကျွန်မတို့ဒါစိတ်နှောက်ရဖြစ်စရာတစ်ခုဖြစ်ခဲ့တယ်မမေ့ရပါဘောနော်အဲပထမအဆုံးတစ်ပုတ်ပါဘောနော်ပထမဆုံးတဘောအနေနဲ့ဆိုရင်ဒီဗုဒ္ဓအဘိဓမ္မာနဲ့ဒီမတ်အဘိဓမ္မာဆိုရဲအဲဒီစာအုပ်အကြောင်းပေါ့နော်အဲအဲ့ဒီမှာဆိုလို့ရှိရင်သူအဓိကဘာတွေရေးထားရလဲဆိုတော့အဓိကမတ်နဲ့ဟေကေရဲ့ အဲဝါရအကြောင်းပေါ့နော်ကျမဒါနားလဲတလောက်ပေါ့လေဆရာဒါပြန်ပြီးတော့ sharing လောက်လို့ရှင် math နဲ့ hey ရဲ့ဝါရကြောင့်မ hey ကဲဆိုလို့ရှင်နာဝါရဖြစ်တယ်ပေါ့အ math ဝါရကြတော့ရုပ်ဝါရဖြစ်တယ်ပေါ့ပြောလို့ရှင်ဒီဗုဒ္ဓရဲ့တဘာဝတရားတွေပေါ့ခွဲခြားပုံပေါ့အကြောင်းနဲ့အကျိုးအကျိုးနဲ့အကြောင်းဘလို့ဖြစ်တယ်ဆိုတဲ့အကြောင်းတွေဒါရှင်းပြထားတယ်ပေါ့နော်အပြင်ဒွန်နာဝါရဆိုတဲ့အကြောင်းကိုကျမအနေနဲ့နည်းနည်းလေးတော့တိတိခေါင်းပြီးရှိသွားတယ်ပေါ့နော်အပြောလို့ရှင် math ရဲ့အဲသဘောတဘာဝအရာဆိုလို့ရှင်ဒီတမိုင်းဆိုင်ရာရုပ်ဝါရမှာဆိုလို့ရှင်ပေါ့နော် ဒီပထဝီအနေထားနဲ့လူကြီးရေထိုးတက်မှုဒီဩဇာတကူမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းလေးအဲနောက်ပေါ့နော်ဒီမိုက်ရဲ့အလိုကြားဆိုလို့ရှင်အဲ့ဒါဒီဆိုရင်ကျွန်မဒါအခုမှဟုတ်အခုမှဟုတ်ဒါနည်းနည်းပါပါတင်းမိခောက်ပြီးရှိတာပေါ့နော်ကျွန်မနိုင်ငံရေးဝါးလာနေနေဆိုတော့အလန့်ဝေးတဲ့လူဆိုတော့လေအမိန်ကလေးလမင်းကလေးဆိုတော့တင်းဖတ်ဖြစ်ဘူးပေါ့နော်အဲဒီမက်ကလိုကြားဝါးလာမှာဆိုလို့ရှင်ဒါထုတ်လုံးမှုနှမျိုးရှိကြောင်းပေါ့လေအဲပထမတစ်ခုကကြတော့ဒါပစ္စည်းထုတ်လုံးမှုပေါ့နောက်တစ်ခုကကြတော့လူထုတ်လုံးမှုဖြစ်ကြောင်းပေါ့လေ အဲဒီကုန်ထုတ်လုပ်မှုကအဓိကဖြစ်ဆောင်မို့အပြင်တမိုင်းကိုပေါ့နော်တမိုင်းကိုဒီဖန်တီးတဲ့သူတွေဟာဒါတိကျမြင့်ပြတဲ့လူတွေမဟုတ်ဘူးရိုးရိုးလူတွေပဲဖြစ်ကြအောင်ပေါ့အဲ့ဒါလေး ပါမယ်ပြီးသားလို့ရှင်ဒီအခြားသူတွေရေပေါ့နော်မက်ကွာတာပေါ့ဝေဖန်တယ်ပေါ့အာဒီရုပ်ဩစာရုပ်ပိုင်းဩစာတကူတခုတည်းဟာဒါလည်းရင်ဒါတခုတည်းတော့အကြောင်းတရားဆိုတာဖြစ်ပြီးတော့မှရာဇဝင်သမိုင်းကြီးရဲ့အခြားဩစာတကူတွေလိလူရှုထားတယ်ပေါ့အာသမိုင်းပြောင်းလဲလာပေါ့ဒီပါလေးသူကဂယုမဆိုင်ဘူးဒါရုပ်ပါတာပဲဟဲ့ဖြစ်တယ်ဆိုတော့ဆိုအဲ့မှာဟာသူပြန်ပြီးတော့မှအဲ့ဒါကိုပြန်ခြေပါထားတဲ့အချက်ဒီပါတယ်ပေါ့နော်အဲဗုဒ္ဓဝါဒဆိုလို့ရှင်လည်းဒီမှာနားလဲတယ်လို့ဆိုလို့ရှင်အတ္တကိုဒီဗုဒ္ဓဝါဒဒီအခြားနာဝါဒီကဲ့သို့နေ စဒူဝါဖြစ်တယ်ဆိုတာမျိုးကိုမယူဆဘူးအတားဆိုတာမြဲတာလည်းမဟုတ်ဘူးပြောက်ကွယ်တာလည်းမဟုတ်ဘဲနဲ့မျက်စိမှာပရိပရာဆိုတဲ့အကြောင်းဒီကိုပါမယ်အပြီးတော့ပြောင်းလဲနေတယ်ပေါ့နော်အားလုံးဟာတသက်မထိုင်ပြောင်းလဲနေတယ်ပြောင်းလဲနေတာတွေကအရန်အရန်ဟိုတူညီလုံးလုံးတစ်ခုလည်းဖြစ်တယ်လို့ထင်ရတယ်ဆိုတဲ့အကြောင်းဒီပေါ့အားမျိုးလေးပါမယ်ပေါ့နော်အပြီးရလို့ရှင့်အင်ဒူငါမျိုးပေါ့အင်ဒူငါမျိုးအကြောင်းဒီပေါ့အဲအဲ့ဒါလေးပါမယ်ပေါ့နော်ဒီမုတ်ဗုဒ္ဓဝါဒနဲ့ဒီမတ်ပထမဆုံးဒီစာတန်းတစ်ပုဒ်ပါပေါ့နောက်တစ်ပုဒ်ပေါ့နော်ဒီ ဘိက္ခုအာနန္ဒာကောတလယနာဆိုရဲဒီဆရာတော်ပေါ့နော်သူရဲ့ဗုဒ္ဓဘာသာဘာသာနဲ့အမ်ဒီမက်ဝါရာပေါ့နော်မက်ဝါရာမှာဆိုလို့ရှိရင်ကျမအရင်ဆုံးမှကြတော့ဒါဒီဆရာတော်နဲ့ကြာတိတ်မရင်းဘူးပေါ့နော်ကျမတည်လာကြရာဟုလာတန်ကိဆရာတော်ဆရာရအရင်ကဘာသာပြောတော့အဲ့ဒီသူသူနဲ့ဆုံးတော့တော်တော်ရင်းနှီးနေပြီပေါ့ဒီဒီဘိက္ခုအာနန္ဒာကောတလယနာရဲ့အကြောင်းလည်းနည်းနည်းသိသွားတယ်ပေါ့သူကဆရာဒီရန်ဝင်နဲ့အမ်ဒါဆရာတော်တပါးဖြစ်တယ်ပြီးတော့လို့ရှိရင်ရာဟုလာတန်ကိစီနဲ့ဆိုတော်တော်ခင်တဲ့အကြောင်းပေါ့လေအဲပြီးတော့ရာဟုလာတန်ကိစီ ကျွန်မရဟန်းထင်တာဒီမှာရေးတာတခြားဟာဖက်စီလိုက်တော့မှဒါလူဝတ်ကြောင်ဖြစ်တယ်ဆိုတဲ့အကြောင်းဒီပိုင်းလည်းတိသွားတယ်ပေါ့နော်အဲ့ဒါလေးတိမယ်ပြောရချင်းဒီဟူဒီပေါ့နော်မန်ကွာတာနဲ့ဒီဗုဒ္ဓဟာဝါရနခုစလုံးဒီအတားနဲ့ထာဝရရှိခြင်းကိုမယုံမယုံဆိုတာတူကြအောင်ပေါ့နော်စာတွေးကိုလက်မခံကြအောင်ပေါ့နော်ဟောငါတွေးပေါ့နော်ပစ္စကပမာဏလို့ခေါ်အဲ့ဒါလေးကိုအမှန်လုံးမဲ့ယူကြအောင်အဲ့လိုမျိုးတူညီတာတွေအဲရှင်းပြထားတာကို တွေ့ရမယ်ပေါ့နော်နောက်တစ်ခါကျတော့နောက်တစ်ယောက်ပေါ့နော်ရာဟုလာတိုင်ကိစီပေါ့နောက်တတိယတဘောပေါ့ကွန်မြူနီဝါလာဒါလင်းအဖေเจ้าဆိုတဲ့အဲမှာဆိုလို့ရှင်အေးတတဝါတွေစဖြစ်တဲ့တမိုင်းကိုတခြားရှင်းပြတာအဲ့အဲ့ဒီတပုတ်ကိုတော့ကျွန်မတော်တော်နားလည်ခဲ့တယ်ပေါ့နော်အာဒီနည်းနည်းပို့ပြီးတော့ကျွန်မခေါင်းနဲ့ပို့ပြီးတော့လိုက်မြင်ရလို့ထင်တယ်ပေါ့နော်အဲ့နောက်ဆုံးတပုတ်ကလေအေးတတဝါတွေစဖြစ်တဲ့တမိုင်းရှိမယ်ပေါ့ပြီးတော့ဒီလူရဲ့ငယ်ဘဝပေါ့နော်သူကလူရဲ့ငယ်ဘဝပြပြထားတာဆိုလို့ရှင်လူဒီအာဒီ ဘိုက်ထဲမှာဆိုရင်ငောင်းလိုမျိုးသွားတဲ့တတိကာလရှိတယ်ဗောမြောက်လိုမျိုးသွားတယ်ဗောအဲ့လိုမျိုးလေးဒီဘောနော်လေးပဲထောက်တဲ့အရွယ်မှာဘဲတက်တော်နဲ့တူတယ်အဲ့လိုမျိုးရှင်းပြထားတာလေးစိတ်ဝင်စားဖို့ကောင်းတယ်ဗောနော်နောက်ကြလို့ရှင်သူမှန်းတာဒါကြနောက်တဲ့ကြလို့ရှင်ဗောနော်ဒီဆယ်စုအသက်10နှစ်လောက်သာရှိတဲ့ကလေးတွေဒီအခုအသက်40ရှိတဲ့လူကြီးတွေရဲ့ပုံစံမျိုးပြုမူလိုက်ကြမယ်ဆိုလို့ခက်မှန်းချက်ဒီဗောနော်အားလေးကစိတ်ဝင်စားဖို့ကောင်းတယ်ဗောနော်ဘာသာပြန်နေရတော့ဆရာကြီးကဒါဆရာကြီးရဲ့ထုံးစံအတိုင်းဗောဘာသာပြန်လို့မထင်ရလားအောင်ကိုဟောဒီအရန်ဟိုချော ှုရခဲ့တာလေလက်မမဲ့ရရဖြစ်တယ်ပေါ့နော်ပြီးသားလို့ရှင်အဲ့ဒီတပုတ်မှကျတော့ဇာဆွဲလူမျိုးဆွဲတွေဈာပေါ့နော်ဟိုဒီပေါ့နော်ဇာနိုင်တဲ့သူဘယ်တော့မှအမှတ်ကောင်းကောင်းဘလောက်ခွဲပြန်လန်နေအောင်တော့ပါစေအမှတ်ကောင်းကောင်းမပေးတဲ့တက်ကတူဈာပေါ့အဲ့လိုမျိုးလေးဆိုလဲစိတ်ဝင်စားဖို့ကောင်းနေပေါ့နော်နောက်တစ်ခုကကျတော့လေအမှကျမတိတ်ဘဝဝင်ကြတာကုတ်ထာနူနာအကြောင်းကွန်မြူနဲဝါရနဲ့ဒါဆွဲတွေးပြီးတော့မှဆွဲ ဆွဲပြီးတော့ဆက်ဆက်ထားတယ်ကျမအဲ့ဒါတော့ကျမအနေနဲ့ဆိုရင်တော့ဒါယောဂပို့ဖို့ပဲစဉ်းစားမိမှာပေါ့နော်ဒါလေးတနာရှင်နေကြဘာညာညာကြောက်ဆိုတာကျမစဉ်းစားမိမှာမဟုတ်ဘူးအဲ့လိုမျိုးအတွေးလေးတစ်ခုလည်းရှိခဲ့တယ်ပေါ့နော်အာနောက်တစ်ခုကကြတော့နောက်ဆုံးတစ်ခုပေါ့နော်နောက်ဆုံးတစ်ခုကကြဒီဗုဒ္ဓဘာသာနဲ့ဒီ social လို့ဘာသာဆိုတဲ့အပိုင်းမှာကျတော့ပညာရှင်၅ယောက်ပေါ့နော်အမ်ကျမမမီတရာဆိုရာဟုလာတန်ကိစီရဲ့ဖလာရာမမ်မူတီဆိုလားမသိဘူးအဲ့ဒါရဲ့ DB process ချက်တော့ဘတရာရာဆိုတဲ့တယောက်ရဲ့ပေါ့နော်နောက်နှစ်ယောက်ကျန်သေးတယ်အဲသူတို့ရဲ့အဲ ဒီဆောင်းမတွေအကုန်လုံးဒါစုပြီးတော့မှဘာသာပြန်ပေးထားတာပေါ့အဲ့ဒါကြတော့ဆောင်းမအတူလေးတွေပေါ့အပေါ်ကငါးပုံကြတော့အမ် ဒါဝါရီပေါ့နော်စာတန်းလိုပုံစံမျိုးလေးပြုစုထားတာပေါ့ဗျာဖြစ်ဖြစ်အဲကျမအနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော်ကျမရဲ့ငြိမ်ညံသွေးနဲ့အဲကျမရဲ့စာဖတ်တဲ့အတွေ့အကြုံနဲ့ဆိုတော့ဒါလေးဒီကျမအနေနဲ့ကြိုးကြိုးဆန်းဆန်းနဲ့နားလည်အောင်လုပ်ခဲ့ရပြီးတော့ဗျာဖြစ်ဖြစ် community ဝါရီ Mac ဝါရီပြောတာလေးကိုဟိုပေါ့နော်ဟိုမတူတဲ့ shoot out ကနေပြီးတော့ဗုဒ္ဓရဲ့အဲပေါ့နော်ဝါရီနဲ့နှိုင်းရှင်နားတယ်ပေါ့နော်တကယ်ကိုဖတ်ရတာအများကြီးလက်တွေးခေါ်လာပြီးတော့မှအများကြီးလဲပေါ့နော်ကိုယ်အနေနဲ့ဒါအတွေ့အမြင်တွေရရှိ ခဲ့တဲ့စာအုပ်ကောင်းလေးတအုပ်အနေနဲ့ညွှန်းဆိုပေးချင်ပါတယ်ရှင့်